ဘရိုနီကာရဲ့ထူပွေးကြီးကတော့သုံးရပဲလိုပါတော့တယ်ဘရိုနီကာဟာဒီပွဲမှာနိုင်ကိုနိုင်မှရပါမယ်ဝိုင်းရစီဖြစ်တဲ့ချက်ထရီကိုရင်ကဘရိုနီကာကို အများကြီးမျောလင့်ထားခဲ့တာပါဘရိုနီကာကိုဒီပွဲမှာဒုကောင်ပွဲထိုးကိုင်းနေသူထိုးရမယ့်သူက အသက်16နှစ်ပဲရှိပါသေးတယ်ဂျူနီယာဖက်ဒက်စ်ပါဝန်ချန်ပီယံရှစ်မှာခဏပွဲထိုးရမှာခဏပွဲစလုံးအနိုင်ရရှိထားတဲ့ဖိုက်တာလေးပဲဖြစ်ပါတယ်ဒါမဲ့သူ့ရဲ့အဆင့်ကဘရိုနီကာတို့အဆင့်နောက်တော့မရောက်သေးဘူး ရော်နီကာသာဒီပွဲမှာတိတိကျကျလေ့ကျင့်ပြင်ဆင်ပြီးတော့နီးစနစ်မှန်လို့ရှိရင်အစ်ဆေးနိုင်တယ်လို့အားလုံးကခံမှန်းထားကြတာပါဒါမဲ့ဟိုဘစ်ကဂျူနီယာဖက်တက်စ်ကိုလည်းအထင်သေးလို့မရဘူးတက်လုံအားတတော်လေးကိုကောင်းတဲ့ဖိုက်တာလေးပဲဖြစ်ပါတယ်ဒီကြားထဲမှာ အတွင်းသတင်းတွေထွက်လာတာကတော့ကျွန်တော်ရဲ့ဘရိုနီကာဟာနောက်နှစ်မှာမင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းတွေကတော့ထွက်ပေါ်လာနေတယ်ပြည်ပြည်သူတွေကတော့အရန်ကုန်နှမြတ်တတဖြစ်နေကြပါတယ်ဘရိုနီကာဟာ တက်လက်ပိုင်းရွယ်ကိုရောက်ရှိနေပြီဖြစ်တယ်။အင်ချောင်ပြူရမယ်အရွယ်ပေါ့ဗျာ။ဆိုတော့သူကိုရင်ကလည်းမိသားစုဘဝကိုတိဆောက်ခြင်းနဲ့ဒါပေမဲ့ပြိတ္တတွေကတော့အခုလိုမျိုးအင်ချောင်မပြူသွားခင်မှာသူ့အနေနဲ့နော်။အင်ချောင်ပြူသွားရင်ကကလေးတွေမွေးမြဲပါ냐ဆိုလို့ရင်နော်။ဆိုတော့အင်ချောင်မပြူခင်မှာသူ့အနေနဲ့ကောင်းမွန်တဲ့ချန်ပီယံတယောက်ဖြစ်ဖို့အတွက်နော်။ချန်ပီယံဖြစ်အောင်ကြိုးစားဖို့အတွက်ပြိတ္တတွေကလိုချင်နေကြပြီဖြစ်ပါတယ်။ဝိုင်းအစိုးရဖြစ်တဲ့ Chatri Grand ကလည်းအဲ့ဒီတိုင်းမှာပဲ Bronica ကိုနော်ပြိတ္တိုင်အင်အားရှိတဲ့ Bronica ကိုအများကြီးမျှော်လင့်ထားခဲ့တာပါ ဒီပွဲမှာလေအရင်ပွဲเนาะ Veronica ရဲ့ပွဲ Ultra Bia နဲ့ထိုးရတာထက်เนาะအများကြီးနှိမ့်တဲ့เนาะ Fighter လေးနဲ့ပြင်ဆင်ပေးထားတာဖြစ်တဲ့တော့ Veronica ကို YSCO ဖြစ်တဲ့ Chester ကသစင်မြည်သစင်เนาะအမြင့်ကိုတက်လက်နိုင်အောင်လှုပ်ပေးနေတာဆိုပြီးတော့ပညာရှင်တွေအကုန်လုံးကလေသုံးသက်တဲ့သူအကုန်လုံးကလေတတ်မှတ်ထားကြတယ်သုံးသက်ကြတာကိုလေကျွန်တော်နေတွေ့ရတယ်ဆိုတော့ Veronica ကိုပရိသတ်တွေကတော့เนาะဖုံးသုံး shot ဖို့เนาะ legend မှုတွေကအယုံစိုက်ဖို့အလုံးလေးတီချာရဲ့အတိုင်းပါပဲ Veronica ကအရန် Facebook သုံးပါတယ်เนาะ ဆိုတော့အဲ့ဒါလေးကို short ချပြီးတော့လေ့ကျင့်မှုကိုအာယုံစိုက်ပြီးတော့မြန်မာပြည်သက်တွေအနိုင်ယူပြဖို့အတွက်ကိုပြည်သက်တွေကတောင်းဆိုထားလေးဖြစ်ပါရယ်ဗျာ